ဒူဘိုင်ဆိုင်နဲ့ဒေါ်လာဘီလီယံ200ကျော်ငွေကြေးတွေကောအများစုကအာဖရိကတိုက်အတွက်လူဒန်းသွားမယ်လို့ Bigex ကပြောကြားပါတယ်။အမေရိကန်နည်းပညာလုပ်ငန်းစုကြီး Microsoft ကိုတည်ထောင်ခဲ့သူ Gates ကအဲ့ဒီငွေကြေးတွေကိုလာမယ့်နှစ်ပေါင်း20ကျော်ကာလအတွင်းအာဖရိကရဲ့ပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေမြင့်တက်ရဲ့အတွက်သုံးစွသွားမယ်လို့ဆိုပါတယ်။အသက်69နှစ်အရွယ်ကမ္ဘာပြည်စမမြောက်အချမ်းသာဆုံးဘီလီယံနာတစ်ထည်ကြီးကကျန်းမာရေးနဲ့ပညာရေးကဏ္ဍမှာလူသားတွေရဲ့အလားအလာကိုအကောင်းဆုံးမြင့်တက်ပေးနိုင်မယ်ဆိုရင် အာဖရိကတိုက်ရဲ့နိုင်ငံတိုင်းဟာစမ်းသာကြေဝါမှုလမ်းကြောင်းစီဥတီလျှောက်လန်းနိုင်မယ်လို့ယုံကြည်ကြောင်းမှတ်ချက်ပေးသွားပါတယ်။အီသီယိုးပီးယားနိုင်ငံရဲ့မြို့တော်အက်ဒစ်အဘာဘာကိုရောက်နေတဲ့ guest ကအာဖရိကရဲ့ငွေရတဲ့တည်ထင်ပညာရှင်တွေအနေနဲ့လည်းအာဖရိကရဲ့ကျန်းမာရေးဆောက်ရှောက်မှုကဏ္ဍကိုဉာဏ်ရည်တု AI နည်းပညာအသုံးပြုပြီးဘယ်လိုဘယ်ပုံမြင့်တင်နိုင်မလဲဆိုတာကိုစဉ်းစားတွေးတောကြဖို့တိုက်တွန်းအကြံပြုခဲ့ပါတယ်။ guest ဟာသူပိုင်ဆိုင်မှုအားလုံးရဲ့69ရာခိုင်နှုန်းကိုအကျိုးရှိတဲ့နေရာတွေအတွက်ခွဲဝေလူဒန်းမယ်လို့ ပြီးခဲ့တဲ့လကကြေညာခဲ့ပြီးဒါဟာဒေါ်လာ200ဘီလီယံလောက်နဲ့ညီမျှလိုက်မယ်လို့ယုံကြည်ရပါတယ်။ Gage Foundation ဟာ2045ခုနှစ်အထိကာလအတော်တွင်စနစ်တကျလှူဒါန်းမှုတွေကိုလှုပ်ဆောင်သွားမှာဖြစ်ပြီးအဲ့ဒီကာလကြာရင်တော့ mission ကိုအဆုံးသတ်သွားမှာပါ။မိုဇမ်ဘစ်နိုင်ငံတမရဂရဟောင်း Lady Grace Marshall ကအာဖရိကတိုင်းမှာအဓိကလှူဒါန်းမှုတွေလှုပ်ဆောင်မဲ့ Gage ရဲ့ဆုံးဖြတ်ချက်ကိုကြိုဆိုခဲ့ပါတယ်။ကြီးမားတဲ့အကြက်တွေရင်ဆိုင်နေရတဲ့ကာလမျိုးမှာဂေးစီကအခုလိုမျိုးကောင်းကျိုးတက်ရောက်မှုအားကောင်းလာတဲ့ ဆုံးဖြတ်ချက်တွေထွက်ပေါ်လာတာလို့သူကချီးကျူးခဲ့ပါတယ်။ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်ရင်ဂဲစရဲ့ခိုင်မာမြင့်မြန်တဲ့ရွေးချယ်ဆုံးဖြတ်မှုနဲ့တူရှေ့ဆက်လျှောက်လန်းနိုင်ဖို့မျှော်လင့်ထားတယ်လို့မာရှယ်ကဆိုပါတယ်။အမေရိကန်မှာဒေါ်နယ်ထရန့်သမ္မတဖြစ်လာတဲ့နောက်အာဖရိကတိုက်အပေါ်ဝင်ကမ္ဘာနှံ့မှာအမေရိကန်ရဲ့လူသားချင်းစာနာမှုထောက်ပံ့တွေကိုရုပ်သိမ်းခဲ့ပါတယ်။အဲ့ဒီအချိန်တွေက HIV AIDS ဇုနာတွေအတွက်ပုံမှန်ဆေးဝါးထောက်ပံ့မှုတွေကိုပါအကျပ်ရိုက်စေခဲ့ပြီးအာဖရိကတိုက်ရဲ့ကျန်းမာရေးဆောက်ရှောက်မှုဂန္ဓအနာဂတ်အတွက် စိုးရိမ်မှုတွေကိုလည်းမြင့်တက်စေခဲ့ပါတယ်။ဂိတ်စာဒူပိုင်ဆိုင်တဲ့ငွေကြေးအလုံးရဲ့69ရာခိုင်နှုန်းကိုလှူဒန်းပြီးတဲ့အချိန်အောင်ဘီလီယံနာတူအဖြစ်ဆက်လက်ရည်တည်နေနိုင်အောင်မှာဖြစ်ပါရဲ့ရှင်။